နိုင်ငံလုံးမှာရှိတဲ့ရရှိလူပြည်သူပြည်သားတိုင်းရင်းသားများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်မင်းသားကြီးကဘုကောဆလိုက်ပါလေရှမ်းပြည်ပြောင်းဝိုင်းရမခါနေကျိုးစုံနေတယ်လို့ကျိုးစုံနေတယ်အမန်ဒီရတို့တီအန်အန်တို့ပီဒီအက်တို့အဖွဲ့တွေကိုကျိုးစုံနေတယ်လို့နော်ရအောင်မင်းတို့အလောင်းလေးလာကောက်အောင်နော်အလောင်းလေးလာကောက်အောင်နော် အလောင်းနေမြေမြောပုံနေတယ်ကွာလာကောက်လာရုံတော့ရောက် MDA တို့ DNA တို့ PDA တို့ရှမ်းပြည်မြောက်ပိုင်းကမင်းတို့ကျိုးနေတယ်ဟော ဒါရှုံမျိုးကြီးရဲ့လက်ရှိအခြေအနေပေါ့ဗျာဒီနေ့ဘုဒ္ဓဝင်ပေါ့နော်ဒီနေ့ဘုဒ္ဓဝင်မှာကျွန်တော်တင်ထားတဲ့ post လေးတွေကိုတေးချဖတ်ပါဦးပေါ့နော်မင်းသားကြီးอ่ะမင်းသားကြီးရဲ့ဘုရားဆက်ပြီးတော့တက်ဖွဲ့ရင်းတူရှမ်းပြည်မြောက်ပိုင်းကို ပြန်လဲတိုက်ခိုက်သိပ်ပိုက်ဖို့ရှမ်းပြည်ရဲ့အဓိကကြတဲ့ရှေးတန်းစမီပြည်လာရှုမြို့မှာရှိပါရဲ့လို့ကိုတိုင်းပြည်ကိုလူမျိုးကိုပါလာကိုတာကနာကိုချက်တဲ့ဆိုရင်မြန်သားကြီးတို့တက်ဆုံပြီးတော့ရှေးတန်းစမီပြည် တာဝန်ထမ်းဆောင်ကြဖို့တနိုင်ငံလုံးမှာရှိရဲ့အသက်၁၈နှစ်ကနေ35နှစ်တွင်လူငယ်လူရွယ်တွေကိုမင်းတို့ရဲ့အကိုကြီးမင်းသားကြီးကဖိတ်ခေါ်တယ်ကျွန်တော်စကားတွေတခုပြောချင်ပါတယ်ရှမ်းပြည်ရဲ့အဓိကမြို့တွေမှာပါတဲ့ရမခပါနော်ကျွန်တော်လာရှုမြို့ကြီးရှမ်းပြည်မြောက်ပိုင်းကြီးဘောနော်ရန်သူလက်အောက်ကိုမကြောက်ရအောင်ပါဘူးအတွက်ကျွန်တော်တို့ အရာ35မျိုးသောတိုင်းရင်းသားတွေနဲ့စုဖွဲ့ထားတဲ့ပြည်အောင်စုတက်မလို့မြို့မတက်မလို့အင်းအားအလုံးရင်းနဲ့ဝင်ရောက်ပြီးတော့ရှက်ပြည်သူတွေကိုကာကွယ်နေသလိုကျွန်တော်မင်းသားကြီးဥဆောင်တဲ့ဗုဒ္ဓရဲ့စစ်တီတော်တက်ဖွဲ့ကြီးကလည်းအင်းအားအပြည့်စုံနဲ့ရှက်ပြည်သူတွေလာရောက်ကာကွယ်နေပါတယ်ကျွန်တော်တို့ဟာမိမိရဲ့အတက်ဝိုးကြီးစီစဉ်ကိုဆွလုပ်ပြီးရှက်ပြည်သူတွေကိုလာရောက်ကာကွယ်နေတဲ့အချိန်မှာရှက်လက်နက်ကိုင်ဖွဲ့စည်းဖြစ်တဲ့ RCSS SSB SSA SSA ပါတော့နေလေဘုရားတကကြီးရဲ့အချက်ဆုံးသားကြီးကိုအောင်ခေါ်မင်းသားကြီးခေါ်မင်းလာအောင်မေကိုထုတ်လိုက်တယ်